23ရက်5လ2025ကျွန်တော်ဖြည့်ခံပွားနဲ့မုန်းခံလူသားတမတော်ကာကွယ်ဦးစီးချုပ်အပါအဝင် နာသာကအစိုးရအဖွဲ့တရလုံးအပါတူချုပ်ကြီးအဲအေဂျင်စီတော်နေတိုင်းချင်းနဲ့ပြည်သူလူထုတမတော်နဲ့တမတော်သားမိသားစုတွေကိုမြေပြင်ရရှိတဲ့သတင်းချက်လက်တွေကိုသိသိလို့ရကျွန်တော်ကတင်ဆက်ပြတာဖြစ်တယ်ပေါ့နော်ကိုဖုံးရည်တဲ့ကိုစိုးတန်းနိုင်ပူပေးထားတဲ့ မိုးမလွဲတောင်ဂိတ်တရေအချင်းတွေပို့ထားတယ်ရန်သူရင်က900လောက်လှုပ်ရှားနေပြီ299နဲ့မလွဲတောင်ကိုဝင်လုံးဖို့ဆိုတာသိရပါတယ်တဲ့လက်နက်ကြီးတွေပါတယ်လို့သိရတယ်ရွာသားတွေမိသားစုတွေလိုက်ကြောင်းရှိကုန်ပြီတဲ့ကိုကကြိုရှင်းလာရင်သူတို့လာ အတိုက်ကို ထိုင်ဆောင်နေရတဲ့ဒုက္ခကပိုကြီးချောင်းပြောလာလို့ပါတဲ့ကိုဘုံကိုတဲ့အော်ပေးပါလို့ကိုစိုးတန်းနိုင်ကဓာတ်ရိုက်အကူကြီးတောင်းနေပါတယ်ကိုဘုံနဲ့တနေ့နာရီနဲ့မုံအဆက်နက်ကြီးကုန်းရွာပေါ့ပင်ကွင်းရွာအင်အား900နဲ့လက်နက်ကြီးတွေပါတယ် 199နဲ့မလွဲတောင်ကိုဝင်လုံးပဲပေလေကန်းချီရွာတွေပါရွာသားတွေအကုန်ပြောင်းရွှေ့နေပြီအလေစကန်းနဲ့ရာဟုစကန်းကကားလမ်းပေါ်တက်ပြီးတော့ဆက်ကြီးကောင်းနေပြီတဲ့သူတို့မဝိုင်းခင်ရှင်းတင်တာကိုသွားပြီးရှင်းတင်မှာကြောင်းသူတို့ဘယ်ချိန်လာမလဲထိုင်ဆောင်နေရတဲ့ဒုက္ခကကြီးကြောင်းနောက်တစ်ခုရေးနဲ့တံပြူစရက်ကြားလိန်မိုချန်ဂိတ်ကကားတစ်စီးကိုတသိမ်းမပေးမနေရမပေးရင်ရိုက်တယ်ကရင်ဂိတ်ပါတဲ့ဓမာစစ်တဲ့ဂိတ်ကတော့3000တောင်းနေတဲ့ပေးရတယ်တဲ့ မိသူတွေအော်နေကြပြီတဲ့ကားသေးတွေအော်နေပြီတဲ့ကိုဖုံးနဲ့မိုးမြင့်တဲ့တင်းသားကြီးအတွက်တကားမှမအော်ပေးသေးလို့တောင်းဆိုနေပါတယ်တဲ့ကိုဖုံးရေးတဲ့ခြေဆုပြုတ်ပြီးတင်ပြပေးစီလိုပါတယ်တဲ့နော်အဲ့ဒါကကျွန်တော်ကပေါ်တော့ဒီအားတွေပြောနေရတယ်ဆိုတာကကျွန်တော်ကစပီကာတို့ခံယူထားတာစပီကာသမားတယောက်အနေနဲ့တာဝန်ကြီးစီတာဝန်ကြီးခြင်းနဲ့ပေါ့နော်ဒီနိုင်ငံဒီလူမျိုး အဲအေဂျင့်ကနေတိုင်းချင်းနဲ့ပြည်သူလူထုဒီတက်မတော်အတွက်ပေါ့နော်ကျွန်တော်တာဝန်ကြီးခြင်းတယ်နော်ဟိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့9ခု10တို့ပါတို့နော်ကျွန်တော်អော်ခဲ့တယ်နော်ကျွန်တော်អော်ခဲ့တယ်ဒီ plan နော်268တို့ကျွန်တော်អော်ခဲ့တယ်နော်អော်တယ်ကြားတယ်9ခု10អော်တယ်နော်မကြခင်365ရက်တပတ်လို့អော်တယ်ဂယုမဆိုင်ကြအောင်နော်အဲ့ဒီနေရာဒေသတွေမှာရှိနေတဲ့အခြေခံစစ်တရားနေစပြီးတော့မှအဲ့မှာဟိုပေါ့နော်တိုင်းမှုလောက်အစင်တီနော် ည်တည်နေလို့ပဲကျွန်တော်ကပြောခြင်းတယ်အခုကျွန်တော်ပြောပြီးပြီနော်ဒီဒီဥစ္စာဒီတည်ရင်က199နော်မလွဲတောင်ဝင်လုံးပဲတဲ့အေးပြောတယ်ပြောတဲ့စကားကကျွန်တော်တို့က10 20စစ်စစ်ဟေးဒီဘက်နောက်ပိုင်းနဲ့ကကျွန်တော်တို့ကဒီလာကြောရမခါနဲ့အကြောင်းပြပြီးတော့ဒီနဘခနော်အန်းတို့ပါတို့နော်ပြန်ကြည့်ပါကျွန်တော်တို့ကျွန်တော်ကျွန်တော်ပြောထားတဲ့ဟိုနေရာတွေတက်တယ်နော်ဟိုဘက်ဆိုဒီဒီဘုံ23မရောက်ခင်903 904တို့အဲ့ဘက်ဒီအဲ့မှာအမြောက်ဟိုတန်ချက်ကတက်ရှိတယ် เนาะအဲ့ဒါဒီအကုန်လုံးပြောတယ်အပြောတာကိုဂယုမဆိုင်တာလို့လို့အလေးမထားတာလို့လို့လုံးတော့ကိုယ့်ဘက်ကကြာချုံမှုရှိလာတော့သူများပြောစရာဖြစ်တာပေါ့ဗျာเนาะအဲ့တော့ကြတော့ခမားတို့တိပါတယ်ခမားတို့တိတိကြီးနဲ့မိုက်နေတာပါเนาะမဟုတ်တိတိကြီးနဲ့မိုက်နေတာခမားတို့အကျိုးစီးပွားတာဆိုရင်တော့ခမားတို့ဒီလိုလုံးမှာမဟုတ်ဘူးเนาะကျွန်တော်တို့ကနိုင်ငံနဲ့လူမျိုးကိုချစ်တာဗျာလူပုဂ္ဂိုလ်ကိုချစ်တာမဟုတ်ဘူးเนาะဒီတိုင်းပြည်နဲ့ဒီနိုင်ငံဒီလူမျိုးအေးရွာနေတိုင်းနဲ့ပြည်သူလူထုပြီးတက်မတော်နဲ့တက်မတော်သားမိသားစုကိုချစ်တာ ဒါပေမဲ့အဲ့ဒီထဲမှာရုံမှကောင်းချီအောက်တန်းစားတွေအောက်တန်းကြတဲ့လူလူတွေမပါဘူးเนาะကျွန်တော်တို့ကတက်မတော်ကိုချစ်တာတက်မတော်သားကိုလည်းချစ်တယ်ဒါပေမဲ့စစ်မှန်တဲ့တက်မတော်သားကိုချစ်တာเนาะတိုင်းပြည်တို့နိုင်ငံတို့လူမျိုးတို့ကိုယ့်ရဲ့အောက်လက်တပည့်အငယ်သားတွေအပေါ်မှာပြန်ကြည့်တဲ့ခေါင်းဆောင်မျိုးတွေကိုကျွန်တော်တို့ကချစ်တာအဲ့တော့98တုန်းကလည်းပြောတယ်ပြောတယ်ကြားသွားတယ်เนาะပြီးတော့မှပြန်ရတယ်ပြန်ကျွန်တော်တို့ပြောပြတာလက်ရှိကိုယ်အခြေခံခံနဲ့ထိုင်ထားတဲ့နေရာကိုပေးရပြီဆိုရင်ပြန်တိုက်လို့ရှိရင်မလွယ်ဘူး အတက်တရာအလကားမရဘူးเนาะအဲ့လောက်ပဲပြောချင်ပါလေเนาะအဲ့တော့15လားတဲ့ကျွန်တော်လည်းခကြီးထွက်နေလို့ပေါ့เนาะ15လား2025မန္တလေးတိုင်းစင်ကူးမြို့နယ်ခြေတော့ပေါက်ခြေရွာဦးတန်းထွန်းအပေါင်းဒေါ်ခိုင်အကြမ်းဖက်တွေစေးကူပေးနေတဲ့နေဘော်တက်တဲ့ကြပေါက်ကွဲ PDF 7ရောက်အကြမ်းဖက် RB 9ရောက်တေဆုံးတံရအများပြားရှိကြောင်းတင်ပြအပ်တဲ့နော်ဒီမှာလည်းနောက်ထပ်ဝါရီနဲ့မပညာရေးပေးထားသေးတယ်ကျွန်တော်တို့ကတော့ပေးတာပဲအဲ့ဒီမန္တလေးစင်ကူးလို့ခြေတော့ပေါက်လို့ဆိုရင် နော်ဒါရိုက်အပေါ်ထိတောက်လျှောက်ပေးတယ်အဲအဲ့လိုမျိုးပေးလို့လုပ်တယ်ဆိုရင်ကျွန်တော်တို့ကပေးရတာအားရှိရဗျာပေးလဲပေးတယ်မလုပ်လဲမလုပ်ဘူးဆိုတော့တခါပြောလဲမလုပ်နှစ်ခါပြောလဲမလုပ်တော့ line ဘဝတက်တော့အာစစ်တရေပါညာဆိုတာဘယ်စစ်တရေပါညာဆိုတော့ယူနေတာမှမဟုတ်တာဟုတ်လားတက်မလို့ထဲမှာမွေးပွားပြီးတော့တက်မလို့ထဲမှာကြည်ပြင်းခဲ့တဲ့ကောင်ကတိတာပေါ့ခင်ဗျားတို့မလုပ်လို့អော်ရတာပေါ့နော်နောက်တစ်ခုကတော့ DNA နဲ့ခန်းစစ်စကန်တစ်ခုကသိမ်းပိုင်းရရှိနောင်ချူဒေတာ မေလ၁၀ရက်မနက်ပိုင်းအချိန်တွင်နောင်ကျိုဒေသတွင်နေမီလုံကြုံရေးဆောင်ရွက်နေသည့်စစ်ကြောင်းအကြမ်းဖက် DNA အဖွဲ့ကယူကလစ်တော်ထဲမှပြစ်ခတ်သည့်ဖြင့်ဝင်ရောက်ရှင်းလျာမနက်၆နာရီကျော်ကတည်းကရန်သူနေရာယူယူကလစ်တော်ဟာတိုင်းပါရာရှိဖြစ်စဉ်တွင်မိမိစစ်သည့်တဦးကျော်ဟင်းထိပ်ပြီးတော့ရန်သူတမ်မတိတ် DNA အလောင်းတလောင်းတိုက်၈၁တနက်တလက် M22G 483နောက် M22G အိမ်၃ခုလက်ပစ်ဘုံ၅လုံးတဲအိတ်ဘန်ကာ၄လုံးတယောက်ပြစ်ချင်းတဲအိတ်၇ချင်းရှစ်ယောက် ရှစ်တယောက်ပြစ်ချင်း၁၁ချင်းတို့ဟာသိမ့်ပိုက်ရရှိမိမိတက်အားစတင်ပြကတဲ့ပြတုတ်မြန်အခွင့်ရေးရရန်သူစကမ်းမှာသိမ့်ပိုက်လိုက်ပါသည်တဲ့နော်တောင်ကမ်းဖိုက်တာတွေကိုသွေးတို့မဆမ်းမှာနဲ့ခွေးမျိုးကန်းတတ်ပါသည်ဒီပဲရင်တွင်စစ်ကောင်စီကကြောင်သားငယ်များကိုအစုလိုက်ပြုံလိုက်ဘုံကျဲတက်ဖြတ်ပြီးနောက် PDF နဲ့တေဆုံးကလေးများအပေါ်အဖြစ်ပုံချစကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးထိန်တွင်ကြီးရွာရှိစာတင်ကျောင်းကိုစစ်ကောင်စီကလေကြောင်းမှဘုံကျဲချကာအစုလိုက်အပြုံလိုက်တက်ဖြတ်ပြီးနောက်တော်လန်ရေးတပ်ဖွဲ့ PDF နဲ့တေဆုံးကလေးငယ်များအပေါ်အဖြစ်ပုံချ၍ပုံဖြတ်ပြောဆိုထုတ်ပြန်လာသည်ကိုတွေ့ရသည် စစ်ကောင်စီပိုင်းဝါဒဖြန့်မီဒီယာများနှင့်သတင်းစာများတွင် အစုလိုက်ပြုံလိုက်ဘုံကျဲတပ်ဖြတ်မှုကိုစစ်ကောင်စီကကျူးလွန်ခြင်းမရှိကြောင်းယမန်နေ့မေ12ရက်နေ့ရက်စွဲဖြင့်လုံခြံရေးသားဖြန့်ဝေခဲ့သည့်လုံခြုံရေးတပ်ဖွဲ့ဝင်များကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်ဆရာဆရာမ2ဦးအပါအဝင်ចောင်းသားចောင်းသူ90ဦးဝန်းကျင်ခန့်ထိခိုက်ဒေဆုံးကြောင်းတရားမဝင်ပြည်ဖြတ်မီဒီယာများကမဟုတ်မမှန်လုံခြံရေးသားဖြန့်ဝေလျက်ရှိသည်ဟုစစ်ကောင်စီကဆိုထားသည် ထို့ပြင်စစ်ကောင်စီကနေမြေအေးချမ်းရေးကိုဆောင်ရွက်နေပြီးစစ်ရေးပြတ်မှတ်မဟုတ်သောနေရာများကိုဘုံကျဲခြင်းမရှိကြောင်းပြောင်ကြကြညင်းဆို၍တော်လန်ရေးတပ်ဖွဲ့များထံအဖြစ်ပုံချကာတော်လန်ရေးတပ်ဖွဲ့များကိုအကြမ်းဖက်သမားများဟုဆွဆွဲခဲ့သည်ညင်းတို့စစ်ကောင်စီနိုင်ငံတော်ဆိုရဟုတုံလုံးထားအနေဖြင့်အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်များပညာရေးမြင့်မားစေရေးအတွက်အလေးထားဆောင်ရွက်နေသည်မှာကီတူများအသိပင်ဖြစ်ကြောင်းလဲဆိုထားသည် စစ်တပ်ထောက်ခံသူများကလည်း PDFE လက်လုံမိုင်းကြောင့်ကလေးများတိစုံချင်းဖြစ်ကြောင်းဝါဒဖြန့်၍အစုလိုက်ပြုံလိုက်တပြက်မှုသည်စစ်ကောင်စီကလှုပ်ဆောင်ခြင်းမဟုတ်ဘူးရင်းဆိုသည့်မဟုတ်မမှန်မှတ်ချက်များကိုသတင်းမီဒီယာများအောက်တွင်ဝင်ရောက်ရေးသားလျက်ရှိပြီးဒီပဲရင်ဖြစ်စဉ်နှင့်ပတ်သက်သည့်ဖြစ်ရပ်အမှန်ကိုလူမှုကွန်ရက်များတွင်မျှဝေရေးသားသည့်သူများကိုလည်းချင်းချောက်ဖန်စီရန်တိုက်တွန်းမှုများရှိကြောင်းသိရသည်ထို့သို့ကလေးငယ်များရရက်ဆက်ဆက်တပြက်ခံရမှုသည်လူမျိုးတုံးတပြက်မှုစစ်ရာဇဝတ်မှုမြောက်ကြောင်း င်မှတ်တမ်းတင်ပြီးအသက်အိုးအိမ်စီးဆင်းများနဲ့ကျူးလွန်သူများကိုအရေးယူရန်နဲ့တရားမျှတမှုပြန်လည်ရရှိရန်ကြိုးပမ်းသွားမည်ဟုရွှေဘူခရိုင်အမတ်ဆယ်နှစ်တရင်ကထုတ်ပြန်ခဲ့တယ်။တောင်ကမ်းပိုက်တာများတဲ့နောင်ချိုးပလောင်ကိုတိုက်ပွဲသတင်းဆုံးနဲ့နော်ဒီလေဇော်ဘုံဟဲနဲ့မြင်းကြံမန်လီလန်အရင်လှုပ်ဆောင်ပေးပါလို့ပြည်သူတရားအနေနဲ့အားကိုးပါတယ်ကြီးတဲ့ရွာကကောင်တွေလည်းဂျိုကြွနေတာတဲ့သူတို့ဘက်အချံတခုခုဖြစ်ရင်စစ်တပ်ထောက်ခံတဲ့သူကိုတတ်မယ်တဲ့လေးယောက်ပြောတာပဲတဲ့ညီလေးညီလေးတဲ့ တူတွေတောင်မနေရဲလို့စစ်ချောင်နေရတာတဲ့ရှစ်လရှိပြီတဲ့စစ်တပ်နဲ့ယွာနဲ့ကနှစ်မိုင်ခွဲလောက်ပဲရှိတာလာမရှင်းဘူးတဲ့စိတ်ပြက်စရာကြီးတဲ့နော်လဘကအတိုင်းမူရနေပြီးတော့စစ်ချောင်းထိုးနေတဲ့အခြေခံစစ်တီစစ်သားတွေဟောသိသိချင်းလို့နော်ကျွန်တော်တို့ကပြောပြတာပါကျွန်တော်တို့ရဲ့ပြောဆိုတာတွေရရှိတဲ့သတင်းတွေကနော်နိုင်ငံအတွက်ကိုတက်မတော်အတွက်ကိုအထောက်အကူလည်းပြုပါတယ်အားတကူလည်းဖြစ်ပါတယ်နော်ကျွန်တော်တို့ကချစ်တဲ့စိတ်နဲ့ကိုယ်အသက်တွေကိုပေးပြီးတော့စည်ပြီးတော့မှလုပ်နေတဲ့အလုပ်တစ်ခုအပေါ်မှာ ကိုထင်အောင်အစွဲတွေပြီးတော့မှအဲ့လိုအမြင်ဆောင်တာတို့အမြင်မားတာတို့အမြင်မကြည့်တဲ့အလုပ်မျိုးတွေမလုပ်ပါနဲ့နော်နိုင်ငံအတွက်လူမျိုးအတွက်ဆိုရင်သဘောထားကြီးပါနှလုံးလှပါနော်နှလုံးသားလှတဲ့လူတယောက်ဖြစ်ဖို့ဆိုတာကတော်တော်ကြိုးစားရပါတယ်နော်အဲ့ဒီအတွက်မိမိကိုယ်ကိုနော်ဟိုစဉ်းစားစဉ်းကျင်ပြီးတော့အသိဉာဏ်ပညာရင်းနဲ့ခွဲပြီးတော့မိမိကိုယ်ကိုလည်းပြန်လည်သုံးသပ်ကြပါလို့နော်ဇော်ဘွင်းတို့ဘာလုပ်နေလဲဇော်ဘွင်းတို့ကတော့စကားပြောတာတော့ခက်ချမ်းချမ်းပြောတာဟုတ်နော်ခက်ချမ်းချမ်းပြောတယ်ခက်ချမ်းချမ်းဆိုတာက ဟိုတက်မလို့အတန်းကနေပေါက်ကွာကြည့်ပြင်းလာတဲ့လူတယောက်ဆိုတော့နော်စကားကိုဆွဲနေအောင်လို့ပြောမှရတယ်နော်ကျွန်တော်တို့ကဟိုအမှန်တရားကိုဖော်ဆောင်နေတဲ့အချိန်မှာနော်သူ့ဘက်ကိုယ့်ဘက်ဗမ်းမလိုက်ပဲနဲ့နော်အဲ့လို ပြောမှရန်သူတရင်တွေရမယ်အောက်ကအချင်းပြချစားတဲ့အဂရီတရင်တွေရမယ်နော်အဲ့ဒါမှနိုင်ငံတော်အကြီးအကဲတွေကဒီနိုင်ငံကိုဘယ်လိုကောင်းအောင်ပြုပြင်တည်ဆောက်မလဲဆိုတာကိုတို့စဉ်းစားနိုင်မယ် နော်အဲ့တော့ကျွန်တော်တို့ကတိုင်းပြည်နဲ့လူမျိုးတွေကိုကျွန်တော်တို့အထောက်အကူပြုပေးနေတာအဘကကြောင့်ကြီးပါပြောထားလေနော်မဟုတ်တာလုပ်တဲ့လူတွေကိုချက်ချင်းအေးအေးယူဆောင်ရွက်ပါနော်ဖြုတ်တင်ဖြုတ်မယ်ထုတ်တင်ထုတ်မယ်ရှင်းတင်ရှင်းမယ်နော်ခင်ဗျားတို့အခုအဂရိတွေနဲ့လူတွေကျွန်တော်ပြင်ဦးလဲမှာပြောလိုက်တော့ကျွန်တော်အသက်ပါအန္တရာယ်နဲ့ချင်းချောက်လာတယ်ကျွန်တော်မချောက်ပါဘူးဗျာကျွန်တော်တည်သွားလို့ဒီတိုင်းပြည်ကောင်းမယ်ဆိုရင်အခုချက်ချင်းတော့ကျွန်တော်အသက်ပေးပလိုက်ပါပါနော်ခင်ဗျားတို့ဟိုလူသားဆန်ပါနော် ဒီတိုင်းပြာဗုဒ္ဓဘာသာပါခင်ဗျားတို့တော့ဟိုဘုရားသွားចောင်းတက်လို့ဘုရားရှိခိုးပြီးတော့မှနော်ဘုံကြီးတောင်းဘုံကြီးចောင်းသွားတယ်ဘုရားတွေလှုပ်တယ်ပြီးအောက်တန်းကြတဲ့အပြုတ်မှုတွေအနည်းအထိုင်းနေနော်အောက်တန်းစားဆန်တဲ့စိတ်ဓာတ်မျိုးတွေခင်ဗျားတို့ပိုင်ဆိုင်ထားရင်ခင်ဗျားတို့ကတဘဝဆန်ပဲနော်အေးကျတို့ကတော့နိုင်ငံနဲ့လူမျိုးနဲ့တိုင်းပြည်နဲ့ကိုတက်မတော်သားတွေအထွတ်ဆုလို့ရှိရင်ဖြစ်ချင်ရဖြစ်နော်အဲ့တော့မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေရှင်နိုင်အောင်နေတဲ့တက်မလို့သားတွေဘေးရန်တွေအကင်းရှင်းပြီးတော့နောက်တန်းအမိသားစုတွေနဲ့အများဆုံးပြန်လည်ဆုံစည်းနိုင်ပါစေလို့မြစ်တာဘူးဆုတောင်းပေးလိုက်ပါတယ်။